ကျွန်တော်တို့ Fortune TV ရဲ့ဒါပိတ်တည်းအားလုံးနှုတ်ဆက်ချင်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဇာနီတူးတဲ့ရှမ်းရှိဆိုတဲ့အစီအစဉ်ပေါ့နော်အာရှမ်းရှိတို့ခေးသွားခြင်းအစီအစဉ်ရဲ့နောက်ထပ်နေရာတစ်ခုသွားမှာဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်တကယ်လုံးဝ local ဖြစ်ဖြစ်ရှေးအောင်မြို့တစ်မြို့ကိုကျွန်တော်တို့တွေပြည်သက်တွေခေါ်ဆောင်သွားမှာဖြစ်ပါတယ်အဲ့မြို့ကတော့တရုတ်နိုင်ငံရဲ့တကယ်ရှေးအောင်မြို့ဖြစ်တဲ့ UNESCO စာရင်းဝင်ဒါဖင်းအောင် Asian City ပဲဖြစ်ပါတယ်အဲ့ကျွန်တော်ဒီကားလေးနဲ့အရင်ဆုံးသွားမှာဖြစ်ပါတယ်အဲ့တော့ ဒီပေးအောင် Asian City မှာဘယ်လောက်ထိရှင်းအောင်မွေးနေ့တွေရှိရဲဆိုတော့ကျွန်တော်တို့လိုက်ပါရှိပေးပါပင်းအောင်ရှီဟောင်းမြို့ပါဆိုရင်တော့တရုတ်နိုင်ငံရှမ်းရှိပြည်နယ်အလဲပိုင်းမှာတည်ရှိတဲ့မြို့ယူကာယံထားတဲ့ရှီဟောင်းမြို့ပဲဖြစ်ပါတယ်။ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ကို1998ခုနှစ်မှာတမချင်းခံခဲ့ရပါတယ်။ ဒီမျိုးอ่ะဆိုရင်မင်းမင်းဆက်နဲ့ချင်းမင်းဆက်ရဲ့လက်ထက်၁၄ရာစုကနေ၂၀ရာစုအထိတရုတ်မျိုးပြစီမံကိန်းနဲ့ဘီတုကလည်းရာတွေကိုအံ့ဩစရာကောင်းလောက်အောင်ထိန်းသိမ်းထားနိုင်တာကြောင့်တကယ်ကိုနာမည်ကျော်ကြပါတယ်။ဒီမျိုးကတရုတ်နိုင်ငံရဲ့ဘန်ဒါကြီးတမိုင်းမှာလည်းအရေးပါတဲ့နေရာကနေပါဝင်ခဲ့တဲ့လူတွေမျိုးဖြစ်ပါတယ်။ဘေးရောင်မျိုးကမီဒီဒက်စ်ကောင်းမွန်တဲ့ရှေးဟောင်းမျိုးတွေကတခုဖြစ်ပြီးတော့မှအလျား6.4ကီလိုမီတာ၄မိုင်ထိကိုရှည်တရပါတယ်။1380ပြည့်နဲ့မင်းမင်းဆက်ရဲ့လက်ထက်မှာစတင်တိစောက်ခဲ့ရလည်းဖြစ်ပါတယ်။ မြို့ပေါ်ကနေရှီဟောင်းမြို့ရဲ့လှပတဲ့မြင်ကွင်းတွေကိုလည်းကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ဘေးအောင်မြို့ထဲမှာဆိုရင်တော့ရှီဟောင်းလမ်းတွေတွေဆိုင်ကန်းတွေနေအိမ်တွေနဲ့ဖျားချောင်းများစွာကိုမင်းမင်းဆက်နဲ့ချင်းမင်းဆက်ရဲ့လက်ထက်ကပုံစံအတိုင်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဇဂိုရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းမှာဆိုရင်ပေးအောင်ဟာပြည်နိုင်ငံရဲ့အဓိကဗန်ဒါရေးပူထာနာဖြစ်ခဲ့ပါတယ်။ပြည်နိုင်ငံရဲ့ပထမဆုံးဗန်လုံငန်းဖြစ်တဲ့ရစ်ရှန်ချန်ဗန်ကိုလည်းဒီမြို့မှာစတင်ပြီးတော့မှဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီဘက်ဟာ

တကယ်ဟိုမှအကြီးပဲမျိုးရရဒီကျွန်တော်တို့ပင်းအောင်ကကြတော့တော်တော်လေးဟိုဒါရှေးကြတဲ့မျိုးဟောင်းလို့ပြောလို့ရတယ်ပေါ့နော်။သူက UNESCO ဝင်တာကတော့1998ခုနှစ်မှာ UNESCO စီးရင်ဝင်ထားတယ်။အဲမင်းမင်းဆက်ရဲ့လက်ထက်ပေါ့နော်။တရုတ်ရဲ့နာမည်ကြီးအေဂရစ်ဖြစ်တဲ့မင်းမင်းဆက်ရဲ့လက်ထက်မှာစပြီးတော့မှတည်ထောင်ခဲ့တဲ့မျိုးရိုးဖြစ်ပါတယ်။အဲမျိုးမျိုးပေါ့နော်။ဒီမျိုးကတကယ်ကိုဘန်နာရီနဲ့ပတ်သက်ပြီးတော့လည်းအချက်ချာကြတယ်။အာဒီ ရှမ်းရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ UNESCO ဝင်ထားတဲ့နေရာ၃နေရာပေါ့နော်အဓိက၃နေရာရှိအဲဒီ၃နေရာတွေကဒီပင်းရောင်ကလည်းတခုပါဝင်မယ်ဖြစ်ပါတယ်အဲ့တော့မျိုးရိုးကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကိုမှကျွန်တော်တို့ခိုင်ခိုင်ခန့်ခန့်နဲ့တည်တည်ချာချာဆောက်လုပ်ထားတာကိုတွေ့ရမယ်အာပြီးရင်ကျွန်တော်တို့အဲကျွန်တော်မြန်မာနိုင်ငံကမန္တလေးမျိုးရိုးနဲ့လည်းနည်းနည်းလေးပုံစံတူရဲပေါ့နော်ဒါပေမဲ့မန္တလေးထက်နည်းနည်းလေးပိုပြီးတော့ကြီးတယ် hike လေးနည်းနည်းပိုပြီးတော့မှမြင့်တယ်တူပါပေါ့နော်ဒါမင်းမင်းဆက်ရဲ့ခက်ကလက်ရတယ်ပါအာ20ရာစု ဆက်လေးရာစုပေါ့နော်အဲအဲဝင်းကျင်လောက်ဆက်လေးနဲ့20ဝင်းကျင်လောက်ရာစုဝင်းကျင်လောက်ကြားမှာအဲဒီဟာကိုတိဆောက်ခဲ့တယ်တောက်လျှောက်လဲကျွန်တော်တို့ထိမ့်သိမ်းထားရှိကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမျိုးတဲကိုတော့ဝင်းကြည့်လိုက်မယ်ဘာရီရှိမလဲပေါ့နော်အထက်မှာဘလောက်ထိ Asian ဖြစ်မလဲပေါ့ဟာဒီဘက်မှာဟိုဘာရီရှိရေနော်အမြောက်အဒီမျိုးကစတဲ့တာပေါ့နော်နှစ်ပေါင်း2000ကျော်ပြီဆိုတော့တော်တော်တော့ကြာပြီဒါပေမဲ့သူက20ရာစုလောက်ထိကိုကျွန်တော်တို့ကအဲဒီအောင်ထိမ့်သိမ်းထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဲအမြောက်တွေပေါ့နော်ဒါတွေကတော့ဒါနောက်ပိုင်းမှာ ထပ်ပြီးတော့ရှိလာတဲ့အရာဖြစ်ရမယ်။ကျွန်တော်တို့ဒီအထိမ်းမဲ့ပွဲတွေတို့ဘာတွေတို့မှာဒါကတော့ကျွန်တော်တို့ဟိုတိုက်ခိုက်ရေးအတွက်မဟုတ်ဘဲနဲ့အထိမ်းမဲ့ပွဲတွေတို့ဘာတွေတို့မှာဆိုလို့ရှိရင်တို့ဖောက်ပြီးတာတို့ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့မှာတို့ celebration လုပ်တဲ့အခါမျိုးတွေမှာဒီအမြောက်ပြစ်ဖောက်တာမျိုးတွေဆိုလို့ရှိရင်ဒီအမြောက်တွေရနေပြီးတော့မှာအဲပြစ်ဖောက်တဲ့ဒါကျွန်တော်တို့မြန်မာမှာဆိုလို့ရှိရင်လည်းနန်းရင်းထဲမှာရှိတဲ့အမြောက်ပုံစံမျိုးတွေပေါ့ဒါ treatment တွေပါပဲ။ကဲအဲ့တော့ကျွန်တော်တို့မျိုးတွေကိုဆက်ပြီးကြည့်လိုက် ိုကျွန်တော်တို့ဒီပင်းရောင်မျိုးတွေဝင်လာပြီပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲရိုးရာအဝိစားတွေရိုးရာနဲ့ပတ်သက်တဲ့ကျွန်တော်သုံးဆောင်ပစ္စည်းအများကြီးကိုရောင်းချပေးတာရှိတယ်ပြီးတော့အစားအသောက်နဲ့ပတ်သက်တဲ့ဆိုင်ကမ်းလေးတွေအများကြီးရှိတယ်လူတွေလည်းအရန်ကိုစီပါတယ်အမျိုးရိုးနဲ့ဝင်လိုက်တဲ့အချိန်မှာပို့ပြီးတော့မှခန်းသားရဲ့ကျွန်တော်တို့မင်းမင်းဆက်ရဲ့ဘီတုကလက်ရာတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မမြင်ဘူးတဲ့ຢာလေးရှိတယ်ဗာလေးရှိမယ်မပြဆက်သားကြအောင်အာခလေးခလေးတွေတော့ပေါ့နော်အကျုပ်တွေ နိုင်ရှိရပြီးဟိုဘက်မှာလည်းကျွန်တော်တို့ဒီအယုတ်တွေရောပြီးတော့တခြားသောစားကြပစ္စည်းတွေရောဒါအများကြီးဒီမှာမြင်တွေ့ရမှာဖြစ်ပါအော်ဒီလိုင်းကိုကြည့်တော့ရှုပ်လိုက်အော်အရှိကြီးပဲနော်လိုင်းကအိုးအထိတောက်လျှောက်ဒီကျွန်တော်မျိုးမျိုးထဲမှာရှိနေတဲ့လိုင်းဒီတောက်လျှောက်မှာတော့ကျွန်တော်ဘေးနှစ်ချက်ကဆိုင်ငန်းတွေပဲအာဒီတရုတ်ရိုးရရဲ့တင်းစတင်အကုန်လုံးကိုကျွန်တော်တို့ဒီမှာမြင်တွေ့ရမယ်ရိုးရဝစ်စုံတွေပြီးလို့ချင်းရိုးရအစားအစာတွေပြီးတော့ဆိုင်ငန်းတွေရိုးရအသုံးဆောင်ပစ္စည်းတွေအများကြီးကိုကျွန်တော်တို့ဒီထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ် တကယ်ကျွန်တော်တို့ဒါ local စစ်စစ်ပေါ့နော်ဒီတရုတ်နိုင်ငံရင်ကျေးမှုစစ်စစ်တွေကိုဒီမျိုးအောင်ထဲမှာပို့ပြီးတော့ခံစားရတယ်ဒီပင်းရောင်ကတကယ် Asian city ဖြစ်တာနဲ့ညီအဲကျွန်တော်တို့ဒီနေရာကိုလာတာတကယ်တန်တယ်လို့ပြောရမယ်။ဘာလဲဆိုတော့တရုတ်နိုင်ငံမှာဒီလောက်ထိခံထားရတဲ့နေရာတွေကျွန်တော်တို့ဟိုဒီဇက်ကားတွေထဲမှာပဲမြင်မှုရများတယ်။ဒါပေမဲ့အခုကကျတော့ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရတယ်။တကယ်ဟိုမှာ heavy ပဲကျွန်တော် land နေဆိုလို့ရှိရင်ကျွန်တော်တော်တော်ရှိတယ်ဒီ land ။ဟိုးကျွန်တော်ဟိုဘက်ထိပ်တွေကိုကျွန်တော်မျက်လုံးသုံးသွားတဲ့တွေကိုမဆုံးသေးဘူးပေါ့နော် land ။ဒီ land ကိုလည်းကျွန်တော်ပြင်သွားကြည့်ရအောင်။ အခုကတော့ကျွန်တော်တို့ပင်းရောင်မျိုးတွေကတရားစီရင်ရေးရုံးတစ်ခုမှဆိုလို့ရှိရင်မင်းမင်းဆက်နဲ့ချင်းမင်းဆက်တို့ခစ်တုံးကတရားစီရင်တဲ့ပုံစံကိုပြတ်တတေးဖို့နေရပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒါပတ်စံခိုးထားတဲ့သူတယောက်ကိုတရားသူကြီးအနေနဲ့အမှုဆက်ဆေးပြီးတော့မှဖော်ထုတ်အပြစ်ပေးနေတာကိုတေးဖို့ပြတ်တပြီးတော့မှဘာလို့ရှိသူတွေအတွက်ထောက်ပြတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုကျွန်တော်တို့အဲဒီရိုးရဝစ်စုံလေးနည်းနည်းဝစ်ကြည့်ဖို့ပါနော် တန်းစီရမှာပေါ့ပြီးရင်ကျွန်တော်တို့ဒီကရိုးရဝတ်စုံလေးဝတ်ပြီးတော့မှဒါဘယ်လိုမျိုးဒါတရုတ်ရဲ့အရသာအပြည့်ဝခံစားမှုဆိုတော့ကျွန်တော်လိုက်ကြည့်တယ်ကျွန်တော်လည်းတော်တော်လေးရေကုန်တယ်ဘာလို့ဆိုတော့ကိုယ်တိုင်လည်းဝတ်ကြည့်ကျင်တယ်ပြီးတော့ဒီတကယ်အဲတရုတ်နိုင်ငံကိုရောက်နေတဲ့အချိန်မှာကျွန်တော်တို့တရုတ်ရဲ့ရိုးရဝတ်စုံတို့ကိုကျွန်တော်ဝတ်ပြီးတော့ရဲရမှာဆိုတော့အရင်ကမိုက်အဲ့တော့ဘယ်လိုထွက်လာမလဲခလာနေနေရအာ dressing yes uh, i i want to try okay 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 အခုကျွန်တော်တို့ဒီမှာရိုးရဝတ်စုံဝတ်ဖို့အတွက်အင်္ဂလိပ်ရွေးနေရပါတော့ အဘယ်ရလေးနဲ့လိုက်လဲချက်လောက်ကြည့်ပေးပါ Sorry okay okay uh, this is um that is so to me uh next 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 လာလာလာကဲဒါတော့ကျွန်တော်တို့ရိုးရဝစ်စုံလေးဥပဒီပါအဲကျွန်တော်ကော်ဖီနဲ့စီပါတယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့ကော်ဖီနဲ့စီပါတယ်ဒါလေးဆိုဒီဝစ်စုံက အာဒီခြင်တို့မင်းတို့မင်းဆက်တွေလက်ထက်မှာတထေးရဲ့ตาဝတ်တဲ့ဝိဇုံပေါ့နော်အဲ့တော့တထေးตาဘူးပေါ့ဝါတရုတ်တရုတ်ဝါပေါ့တရုတ်လောပန်တရုတ်လောပန်ထားပဲဝေးရလည်းအရင်မိုက်တယ်ပြီးတော့ဟိုကိုနဲ့လည်းအရင်လိုက်ဖက်တယ်လို့ထင်တယ်ပြီးတော့အဲဒီလိုမျိုးနန်းတွင်းမျိုးရိုးတစ်ခုမှာကျွန်တော်တို့ရိုးရဝိဇုံလေးတစ်ခုဝတ်ပြီးတော့มาဓာတ်ပုံရရအရင်ဟိုအသေးပဲရှင်းလို့ထင်တယ်အဲ့တော့ရိုးရဝိဇုံလေးနည်းနည်းလေးရှင်းသွားကြည့်လိုက်ကျွန်တော်ဒီဒီဘက်ဒီဘက်ကိုသွားကြည့်ရအောင် တကယ်ကိုကိုကိုဒီမှာဒါ Chinese move အတေးရွာအာဒီမှာကြည့်လိုက်အကျွန်တော်တို့ငယ်ရောကဇက်ကြီးထဲမှာပါတဲ့ဟာတွေပေါ့နော်အာဒီ chair အအဲ့မှာတော့ဆိုလို့ချင်းတရားအရက်အရက်တောက်တဲ့အိုးလေးပေါ့တေးတောက်တဲ့အိုးလေးကျွန်တော်များရှိပြန်ဟိုဒါမျိုးဘာမှတွေ့လဲဆိုကျွန်တော်ဆေးတွေပါတဲ့နေရာမှာဒီအိုးတွေကိုတုံးကြများတယ်အိုးတွေကကျွန်တော်တို့ဒါဒီဒီဘက်ခက်ပုံစံမျိုးပြန်ပြီးတော့လောက်တာပေါ့ဟိုအရင်တော့ကတော့ကျွန်တော်ရိုးရိုးတန်တန်ဒီတေးအိုးလေးတွေတို့ဒါအဲ့လိုမျိုးတို့လောက်တဲ့ဟာတွေကလည်း end stop ဖြစ်တယ်အာ thank you taste 啊，very nice。嗯，奶那里，哎呀，的，看叔叔里呢，吃啥子啊？这个 wine 这个是香醋，香醋，香香醋，香醋，香香醋，香醋，香醋，香香醋，香醋，香醋，香香醋，香醋，香醋， โอเคဒီမှာတင်းတင်းချာချာကိုကျွန်တော်တို့အဲဒီနောက်မှာဆိုလို့ရှိရင်ထိုင်ပြီးတော့တောက်လို့ရတဲ့နေရာလေးလည်းရှိတယ်။အဲကျွန်တော်တို့နန်းတွင်းထဲမှာတောက်တဲ့မူမျိုးခံစားရမယ်ဒီမှာတောက်လို့ရှိရင်တရားဝင်နန်းတွင်းထဲမှာထိုင်ပြီးတော့မှာကျွန်တော်ရင်းနှွေးခြင်းတို့ဒီမှာဝိုင်းတို့ဒါအဲ့တော့ကျွန်တော် sample taste တင်ပြရပါဘောနော်။အဲဒီမှာထိုင်တောက်လို့ရရဲဆိုတော့ဟိုးနောက်မှာဆိုလို့ရှိရင်ပန်းလေးရင်းလိုက်။ဟုတ်တယ်ချက်သားကြည့်အောင်။ဒါဒီတရားဝင်ရဲ့ကျွန်တော်တို့ အဲဇက်ကိုက်တော်များမှာတွေ့ရတဲ့ fan မျိုးပေါ့ဒါဆာကူရာလို့ခေါ်ရယ်နော်ဆာကူရာလားမဟုတ်အဲ it's called ဆာကူရာဆာကူရာ the flowers 这个是樱花樱花樱花哦耶啊တရုတ်မှာဆိုတော့ဒါ樱花樱花လို့ခေါ်ရယ်ပေါ့နော်ကျွန်တော်ဆာကူရာနဲ့လဲစင်တယ်လို့တော့ထင်တယ်ဒါပေမဲ့အာဒီဒီက fan မျိုးစားပဲလားတော့မသိဘူးဒါဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဇက်ကိုက်ဇက်ကိုက်မှာတွေ့ရတဲ့ fan လေးပဲအဲ့တော့ဒီနေရာနဲ့အရင် live ဖတ်မှုရှိရဒီဒီ band လေးရပါတော့အဲဒီလိုဒီလို band မျိုးတွေလဲစားလို့ရှိရင်ကျွန်တော်ဒီလို ပန်းတွေက match ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်။အာတကယ်ကိုဒီနေ့မှာဆိုလို့ရှိရင်တကယ် locally စစ်စစ်ကျွန်တော်တို့ရတယ်ပေါ့နော်။ကျွန်တော်တို့တခြားသောအဲဒီမျိုးမျိုးလယ်ကောင်နေရာတွေသွားရတယ်ဆိုလို့ရှိရင်ဒီလိုနေရာမျိုးတွေကိုလာတာအာပို့ပြီးတော့ကျွန်တော်တန်ဖိုးရှိတယ်လို့ထင်တယ်။တကယ်ဒါ China ရဲ့ local စစ်စစ်အရာသားကိုကျွန်တော်တို့ခံစားရပါတယ်။ Very nice. 行咬的。 这是我们平遥古城的。大家走路先到哪里？呃，平遥。城。平遥古城。嗯，平遥城。啊，对，平遥的。看，平遥的。欢迎你们来我们平遥。啊。好的，平遥呗。Yes，呃，This is 平 i 平遥，平遥，平遥。Yes，对。好的，Reckon。它这个是，它这个是醋葫芦，把它打开。 ကျွန်တော်ဒါကတော့ဟာဗောရွမ်း20ပေါ့เนาะကျွန်တော်ဝယ်တာဗော အမှတ်တရအနေနဲ့ဝယ်မယ်ဒါပေမဲ့ဒါလက်ဆောင်ပေးရေဗောဒီနေ့ Thank you thank you very much thank you very much thank you thank you very much အော်ပေးအောင်တစိမ့်နေဗောအင်းဘူးလေးရတယ်โอเคအဲဒီဝစ်စုံနဲ့ဒါနဲ့ဒါမှပိုပြီးတော့ perfect ဖြစ်သွားလို့ကျွန်တော်ခံစားရတယ်ပေါ့နော်။ရေအောင်မိုက်ပါရဲ။အဲ့တော့အာကျွန်တော်တို့မြန်မာနိုင်ငံအပြန်အမှတ်တရလက်ဆောင်လေးရပါပါမယ်။ Thank you ပါ။ ကဲအဲ့တော့ကျွန်တော်တို့ဒီမှာရေဘူးလေးနဲ့အာဒီဘူးလေးနဲ့လက်တောင်လေးနဲ့ရောရလာပြီပေါ့နော်လက်တောင်လေးကတော့အလကားရမှာဆိုပြီးသွားတာပဲပေါ့နော်ဒါပေမဲ့အတိုင်းရပေးလိုက်ရတယ်โอเคအဲ့တော့အခုကျွန်တော်တို့ဒီမျိုးရိုးအပေါ်ကိုတက်ပြီးတော့ကြည့်မှဖြစ်ပါတယ်အာကြည့်လိုက်ပါအောင်ဘယ်လောက်ထိအခိုင်ခန့်ပြီးတော့မှခန်းထားပြီးတော့မြင်မာတဲ့မျိုးရိုးလေးဆိုတော့အဲ့တော့ဒီမျိုးရိုးရဲ့အပေါ်ကိုကျွန်တော်တက်ပြီးတော့မှအဲ့ဒီအပေါ်မှာဘာရှိလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်အောင် let's go င်းရောင်ရဲ့ရှေးဟောင်းမျိုးရိုးကိုကျွန်တော်တို့အာလောပန်လေးလောပန်လေးတရားလာပြီးတော့မှစစ်ဆေးနေရဖြစ်ပါတယ်။ဟောင်းလားဟောင်းလားအဲ့တော့ပေါ်ရောက်ပါပြီကျွန်တော်တို့အခုတို့ကြည့်ရင်ကျွန်တော်တို့ဒီဟာကပင်းရောင်ရဲ့အာကျွန်တော်အပေါ်မှာရှေ့မှာမြင်ရတဲ့မျိုးရိုးရဲ့အပေါ်ဘက်ပေါ့နော်အခုကျွန်တော်အောက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အမြင်ကြီးပဲပြန်ကြည့်လို့ရတယ် ီမှာလဲကျွန်တော်တို့ဒီဟိုစိန်ပြောင်းနဲ့အမြောက်တွေလည်းရှိရနော်ဆက်ပြီးတော့မျိုးရိုးရဲ့အပေါ်ကလည်းတော်တော်ကြဲရဗျကျွန်တော်တို့ဒီအပေါ်မှာဆိုလို့ရှိရင်အာဒီလောက်ထိကြဲမယ်လို့ထင်မထားဘူးပေါ့နော်ဘောမှာလည်းအဆောင်ထက်ရှိသေးတယ်သူကဟိုထက်ပြီးတော့မှညှော်စရန်တွေကြည့်လို့ရတဲ့ပုံစံမျိုးစောက်တာအမြင်ပဲဒါဆိုရင်လောကဘုံချောင်းပုံစံမျိုးစောက်တာသူကတော်တော် high ကမြင့် တစ်ထက်နှစ်ထက်သုံးတက်သုံးလေးတက်လောက်ရှိတော်တော်မြင့်အာဟိုမှာဆိုလို့ရှိရင်ကျွန်တော်တို့တေယုတ်ကားကြီးထဲမှာဆိုလို့ရှိရင်ဒါအမှုတွေပါတိုင်တာတော့ပါဆိုစီတီးတာတော့လည်းနိုင်စီတီးရဲ့စီတီးလို့ရမယ်မဟုတ်ကားတော့ကားတာတွားတွားကြည့်အောင် ာရဟာရတိတို့မရဘူးတကယ်တကယ်တီးကျင်တာအဲ့ဒါကျုပ်ကရတုံး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 လို့သိရမစစ်ကြည့်ကနေပါလေဆိုတီးရရတုံး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 ဒီအရောက်ဒီလောက်ပဲအနည်းဆုံးကျွန်တော်ကြည့်လို့ရမှာပေါ့နော်အဲ့ပေါ့ဟိုဒါလည်းလုံးဝရှေးဟောင်းအလက်ရည်ဆိုတော့အမြဲတမ်းသွားပြီးတော့တီးရတွေပါလေလုံးနေဆိုလို့ရှိရင်အာတက်စီသွားမှာဆိုလို့ပြန်ထိန်းသိမ်းထားတဲ့သဘောပေါ့ကြည့်ရနေပဲကျင်းလိုက်မယ်နော်အဲ့တော့အားလုံးလည်းကျင်းနေလိုက်ပါတီးရတီးကျင်းတယ်တကယ် အဲ့လိုတီးကျင်တယ်တီးကျင်တဲ့စိတ်ကရှိတယ်မရဘူးအော်ဒီနားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကအာတရုတ်နန်းတွင်တဲ့ကတနေရာရာပေါ့နော်ဥမာဆိုနန်းတွင်အဆောင်နေနဲ့အဲအဲ့အထာအဲ့အထာဝင်းဆောင်နေဆိုတော့လုံးဝဒီနေ့ကမုအွန်နေပြီကွာမရတော့ဘူးအာဟိုမှာကြည့်လိုက်လို့ရှိရင်ဟိုဘယူကတော်တော်လှပါရဲ့ဗျာ

ရဲမက်တွေပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီမျိုးသားနေသားမင်းတွေရဲမက်တွေနန်းတွေရဲမက်တွေကတော်တော်များများဒီလိုမျိုးအချက်ပေးတာတွေဒါပြလို့ရှိရင်အားကြီးတန်ချောင်းခောက်တာတွေလုပ်နေရှိပါတယ်အဲ့တော့တို့တေဝတာဝန်ယူနေရဆိုရဲဟာကိုမန်ပြည့်နဲ့ပြတယ်ဟုတ်ပါဘူးလားကဲအခုဒီလိုရှိရင်ကျွန်တော်တို့ဒီအာပင်းအောင်ရဲ့ခြေအောင်မျိုးမျိုးပေါ်မှာတော့တော်တော်လေးစုံသွားပြီဟိုဘက်ကတော့ အခုနကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့နော်။ရှောက်လန့်ပဲရှိတော့တယ်။ရှေးကြီးပဲ။ကျွန်တော်လည်းတော်ညောင်းနေဆိုမသွားနိုင်တော့။အဲ့တော့အမျိုးရိုးပေါ်မှာတော်တော်လေးပြေးဆုံးလုံးလေးလာပြီးပါပြီဆိုတော့ကျွန်တော်အောက်ကိုပြန်ပြီးတော့မှပြင်ကြည့်ကြ။ Let's go ။ကဲဒီနေ့ကတော့ကျွန်တော်တို့ရဲ့အမတ်တရားတွေအရန်ကိုများတဲ့တရုတ်နိုင်ငံရဲ့ရှီဟောင်းမြို့တစ်မြို့ဖြစ်တဲ့ပင်းအောင်ရှီဟောင်းမြို့ပေါ့နော်ယူနက်စကိုလည်း စီးရင်ဝင်ထားတယ်တကယ်ရှေးဟောင်းယဉ်ကျေးမှုအငွေသက်တွေများစွာနဲ့ပြည့်နေတဲ့ဒီမျိုးလေးကိုကျွန်တော်လာရောက်ပြီးတော့မှလေးလာခွင့်ရတဲ့အတွက်တကယ်ကိုမှအမှတ်တရလည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တက်ဒီအမှတ်တရလည်းစောင့်လေးလည်းရသလိုမျိုးဒီနေ့ပေးလိုက်တဲ့ဒီမှာရလိုက်တဲ့ကျွန်တော်ဒါ knowledge တွေကလည်းကျွန်တော်ဒါအများကြီးပဲပေါ့နော်ဒီတရုတ်နိုင်ငံဆိုတာကကျွန်တော်တို့ ਨੇ ဒီဇက်ကားရီထဲမှာတော့လကောင်းကျွန်တော်တို့ဒီတရင်တွေရတော့လကောင်းအများနဲ့ရင်းနှီးနေပေမဲ့ကိုတကယ်ဒီလိုနေရာကိုရောက်လာတဲ့အချိန်မှာတကယ် နန်းတွင်းရဲ့အရာသာခံစားမှု locally စစ်စစ်ကိုခံစားရတာတော့တကယ်ကိုမိုက်ပါတယ်အဲ့တော့ပရိသတ်တွေအားလုံးလည်းကျွန်တော်တို့ဒီနေ့အာဂျာနီတူးတဲ့ရှမ်းရှိဆိုရဲအစီအစဉ်ရဲ့ဒုတိယမြောက်နေ့ရဲ့ပေါ့နော်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါပင်းရောင် Asian City ကိုသွားပြီးတော့မှလက်ပတ်တာဖြစ်ပါတယ်အဲ့တော့နောက်နေ့တွေမှာလည်းကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့မှတရုတ်နိုင်ငံတွေကဒါရှမ်းရှိပြည်နယ်တွေကပေါ့နော်အဓိကအဖြစ်ရေကြီးမှုများစွာပြည့်နေတဲ့နေရာတွေပြီးတော့ပရိသတ်တွေစိတ်ဝင်စားသင့်မဲ့နေရာတွေကိုဆက်လက်ပြီးတော့မှပရိသတ်တွေခေါ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့အတွက်ဒီနောက်တဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့မှာကျွန်တော်ထပ်ပြီးတော့မှပြန်လေးပါမယ် Thank you ပါ